သက်ကိုမတူအသက်ကိုမတူလိုက်ဆိုကဲသူများအသက်သတိတွေ့သူများအသက်သတိတွေ့အသက်ကိုမတူအသက်ကိုမတူရင်ငါသားတွေဟာအသက်ရှည်ခြင်းလားတူခြင်းလားမရှိပါဘူးဗျာအခုသေခြင်းပြီလားသေခြင်းပါဗျာသေခြင်းเนาะအဲ့တော့လူတိုင်းဟာအသက်ရှည်ခြင်းလေလူတိုင်းပဲလားဆိုတော့မဟုတ်ဘူးတတ္တဝါတိုင်းအသက်ရှည်ခြင်းเนาะ ခွေးလေးတွေအသက်ရှည်ခြင်းလားမရှည်ခြင်းလားရှည်ခြင်းပါတယ်ခင်ဗျာဟောယုံလေးတွေရောရှည်ခြင်းပါတယ်ခင်ဗျာနောက်ဆုံးပွဲစိတ်လေးတွေကိုရင်တို့လိုက်တက်ရင်တော့မှသူတို့ကပြေးလားမပြေးဘူးလားပြေးပါတယ်ခင်ဗျာအဲ့ဒါအသက်ရှည်ခြင်းလို့လားတူခြင်းလို့လားအဲ့တော့ကိုကအသက်ရှည်ခြင်းရင်သူများအသက်တူအောင်မလုပ်နဲ့ပြောကြံကိုကအသက်ရှည်ခြင်းရင်သူများအသက်တူအောင်မလုပ်နဲ့ဟုတ်ပြီเนาะအဲ့တော့ကိုကသူများအသက်ကိုတူအောင်လုပ်လို့ရှိရင် ကိုယ်တည်းလည်းဘာဖြစ်မှာလဲကို ဒါဆိုရင်ကိုရင်တို့ကြိုက်ပါမလားကြိုက်ပါဘူးခင်ဗျာအဲ့တော့ကိုကအသက်ရှည်တာကြိုက်ရင် သူများကိုအသက်ရှည်အောင်လုပ်ပေးကိုကသူများကိုအသက်တူအောင်လုပ်ရင်ကိုဘာဖြစ်မှာလဲကိုဘာဖြစ်မှာလဲအဲကိုလည်းအသက်တူမယ်အဲ့တော့ဘုန်းကနော်အဲ့ဒီအာဟုသူကအင်မတန်ကြောက်ရွံ့ကောင်းတယ်ဆိုတော့ဘုန်းပြောပြမယ်ပုံမြင်လေးပြောပြနားထောင်နားထောင်မလားအဲဟိုးရှိရှိတုံးကတဲ့ဖုန်းတို့ဘုရားလက်ထက်ပေါ့နော်မြတ်စွာဘုရားလက်ထက်တုံးကစုံနလို့ခေါ်တဲ့ဝတ္တသမားရှိရနော်သူကအဲစုံနဝတ္တသမား အဲနူစုံနာဝက်တက်သမားအကြောင်းမပြောသေးဘူးနွားတက်သမားအကြောင်းပြောပြနော်နွားတက်သမားအဲ့လူကသူကနွားတက်ပြီးတော့စီဝိုင်းလောက်တာပေါ့နော်နွားတက်ပြီးတော့နွားတွေတက်တယ်နွားသားတွေရောင်းတယ်အဲ့လိုစီဝိုင်းလောက်တာသူကနွားကိုတက်တယ်နွားကိုပေါ်တယ်သူမိမကနွားသားတွေရောင်းတာပေါ့အမဲသားတွေရောင်းတာပေါ့ရောင်းပြီးတော့အဲ့လိုမျိုးနွားတက်ပြီးတော့စီဝိုင်းလောက်တယ်လို့သူကနွားသားရမ်းချိုက်တနေ့တနေ့မှနွားသားမပိုင်သူထင်မစားတတ်ဘူးနော်အဲ့တော့မစားတတ်တဲ့အခါကျတော့သူက အဲအဲ့လိုဒီနေ့နွားသားမပိုင်တော့ပြဿနာရှာတယ်သူမိမအဲဒီနေ့ကျတော့သူကအဲ့လိုနွားသားလည်းအရန်ရောင်းရတယ်အရန်ရောင်းရတဲ့ခါကျတော့အဲ့ဒီမှာသူ့အတွက်ဟိုပါပေါ့ဟိုနွားအသေးအမြစ်ပေါ့အသေးလေးပေါ့အဲ့အသေးတစ်ခုပဲကျန်တော့တယ်နွားတအားရောင်းရနွားသားတွေကတအားရောင်းရောင်းရတဲ့ခါကျသူကအဲ့နဲ့သူကအဲ့လိုပေါ့နွားတွေဘာတွေတက်ပင်မှန်းသွားပြီးပင်မှန်းနွားအသေးကိုကျိုးလေးနဲ့ချီအတွဲလေးလုတ်လုတ်ပြီးတော့သူမိမရှိယူသွားတယ် ဒီသားမိမရော့အမှငါရေသွားချိုးလိုက်မယ်နေအဲ့ဒီနွားအသေးကိုချက်ထားလိုက်အတော့နွားအသေးတွေပါတော့အရင်ကြိုက်ချက်ထားလိုက်ဆိုချက်ထားခိုင်းလိုက်ကောချက်ထားခိုင်းပြီးအဲ့တော့ရေမိုးစုသွားဆင်းချိုးတာပေါ့မြစ်စိတ်မှာဟိုလိုကရေချိုးတယ်မြစ်မှာချိုးတာအဲ့နဲ့ तू ရေချိုးနေတဲ့အချိန်မှာသူ့အိမ်ကိုလူတစ်ယောက်ရောက်လာအဲ့လိုက तू နဲ့ရမ်းခင်တဲ့သူ့တငယ်ချင်းရမ်းခင်တဲ့ခါကျတော့ဟေးဝိုင်ပေါ့အနမူနာပေါ့မဖြူဟေးအဘာလဲပေါ့ဆိုတော့အာငါအိမ်မှာဟဲ့ဧည့်သည်လာလို့ အဲ့ငါအမဲသားလာဝယ်တာဟာကုန်ပြီအမဲသားဒီနေ့အရန်ရောင်းကောင်းတာကုန်သွားပြီအဲကျမတို့တော့မှစားစရာမရှိတော့အဲတော့တငယ်ချင်းအတွက်ပဲစားစရာလေးအမအမဲအသေးလေးအဲ့ချက်ထားတာအဲ့ချက်ဖို့လုံနေတာအဲ့ဒါပဲရှိတော့တယ်ဆိုတော့အလုံးမနေပါနဲ့ဟာဒီကောင်းကြီးငါပိုင်ပါတယ်ငါရောင်းလိုက်စမ်းပါအရောင်းလို့မဖြစ်ဘူးတော်တို့တငယ်ချင်းကအမဲသားမပိုင်ကျမပြဿနာရှာမှာရုံးချိုရေရုံးချိုတာလီငင်းငင်းနေနော်အဲကျမကိုပြဿနာရှာမှာမလုံနဲ့သူ့အတွက်ဒီအသေးလေးပဲကြံတာဆိုတော့ အာမရဘူးဒီငွေချင်းငါငါပိုက်မှာတယ်ငါကောင်းကြီးငါပိုက်မှာနီးရောင်းလိုက်စမ်းမှာငါပြင်းပါမယ်ဟာမလုပ်ပါနဲ့ဆိုတော့အတင်းတခါတည်းအဲ့ဒါပဆန်ရော့ပဆန်ဆိုပြီးတခါတည်း तू ကလူနိုင်ပေါ့လူနိုင်တာဆိုတော့အဲ့အမေသားတွေယူချသွားယူချတော့ဟောပြန်လဲလာလဲလာပေါ့ဟဲ့မိမကြီးငါဓမင်းစားမယ်ဓမင်းပြင်းမဆိုအဓမင်းပွဲတွေပါခုထပေါ့ခုတော့ကြာကြာနာနာပေါ့လေလက်စည်းစလုံးနဲ့တို့စရာနဲ့ငပိချင်းနဲ့ဓမင်းနဲ့တခြားအသားတွေလည်းပါတာပေါ့ငါးတွေဘာတွေဝတ်သားတွေအဲ့ဒါပါ तू ကအသားတိုက်ကြိုက်တာအဲ့အသားနဲ့မှမှ तू အမေသားကိုချိန်ဆုံး ဆိုတော့ဟာမင်းပါတဲ့ငါခုနကနေကိုချက်ခိုင်းတဲ့အမဲသားဘယောက်ဝါလဲတဲ့အမဲအသေးလေးတဲ့ငါကြိုက်လို့ဟာအဲ့ဒါတော့တငယ်ချင်းပေါ့တော့တငယ်ချင်းအဲ့ဒါတော့ချက်ခံနေကြမှာအဲ့အဲ့မှာဧည့်သည်လာလို့အဲ့ဒါမရောက်ပါဘူးဆိုတာအတင်းလူယူရတယ်အနိုင်ချင်းပြီးတော့ဟာဒီမိမအသုံးမကျတဲ့မိမငါဒီဟာမပိုင်မစားဘူးဆိုတာနေမသိဘူးလားခါမိမောက်ရိုက်မောင်းလို့မိမောက်ခါပါးရင်နိုင်ထားရိုက်အမေမလည်းကြောက်ပါပြီမလုပ်ပါနဲ့ကျမအကျမမရောဘူးပြောပါလေတော့တကယ်ချင်းအတင်းယူရပါဟာမိမလည်းငိုယူတောင်းမှန် ော်ဒီလောက်တော့သုံးမကြနဲ့မိမသိမယ်ဆိုတာသူကဓာကြီးသွားဆွဲနွားတက်တယ်ဓာကြီးဆွဲဆွဲအမလေးကျမတို့မတက်မနဲ့ကျမတို့မတက်မနဲ့သားသမီးတွေမျက်နှာကိုလဲထားပေါ့တော့နင်းကငါမတက်ဘူးတော့မတက်ရင်ဘာလို့မလို့ဓာကြီးကင်တာလဲအသားလေးနေအဲ့မှာနေနေငင်းငင်းနေနေစကားမများနဲ့ဆိုတော့ဓာကြီးကင်ပြီးအောက်ဆင်းသွားဆင်းသွားပြီးတော့နွားထဲမှာအော်တင်းကုန်ထဲမှာထားတဲ့နွားကြီးတကောင်လေဘင်းကိုကျိုးနေချီကျိုးနေချီပြီးအဲ့လေဘင်းကိုတိုင်နဲ့ကတ်တော့တိုင်နဲ့ကတ်တော့ပြီးတော့နွားကိုဗဇက်ကိုဖြည့်ဖြည့်ပြီးတော့အဲ့ဒီဗဇက်ထဲကဗဇက်ထဲမှာတန်ညုံကြီးထောက် ပါဇက်သူကတန်ညုံဆိုတော့အခုဘက်ဒီဘက်နှစ်ဖက်လုံးခြုံတဲ့တန်ညုံထောက်ထောက်ပြီးတော့နွားကြီးရှာကြီးကိုဆွတ်ထုတ်ဆွတ်တော့အဲရှာကြီးအရှင်လက်လက်တခါတဲ့အဲ့ဒီရှာကိုဓာကြီးနဲ့ဆွတ်ဖြက်ဟောဖြက်တော့နွားအော်တာဗောအသက်ကုန်အော်တာဗောရှာကိုကိုင်လို့ဖြည်းဖြည်းလေးထိအောင်နားရဲမလားအာဒါနာတာရှာကလေဆိုတော့ဟာဓာအော်တာအသက်ကုန်မအော်တာနွားကြီးကသူ့ရီကပါဇက်ထဲမှာကြောက်ဝောဝောနဲ့ရှာတဲ့ကပါဇက်ထဲကသူ့ရီကြောက်ကြားလိုက်ကြအဲရှာကြီးကိုတော့ယူချယူချလိုက်ပြီ ရော့မင်းမာချက်လိုက်တယ်အဲ့မှာဟာအမလီတော်ဘလိုလုလိုက်တာလေးကြည့်ပါဦးနော်အရှင်လက်လက်ကိုရှာဖြတ်သလားနေစကားမြင်မြတဲ့ငါဒီနော်ကိုဒီနေ့တက်လာရင်မနေ့ဖြန်ငါအဲ့ဒါဒီနော်ကပုတ်သွားရင်ငါရောင်းလို့မရဘူးနော်တကောက်လုံးကြီးအဲ့နေ့ရှာရှာမရှိနဲ့ငါငါပြောရတိုင်းနေလောက်ခါအဲ့နော်ကိုရှာယူချက်ခိုင်းတာဟာ तू ကနော်မြင်မြန်ချက်အဲ့တော့ဗိုက်စာနေပြီသူကထမင်းဝိုင်းမှာထမ်းမိမအဲ့ဒီနော်ရှာယူချက်အာနွားကြီးရောအောက်ကအော်တယ်ခါတူရီယာဝိုးဝိုးနဲ့ပါဇာတော်ထွက်ကြလူလိုက်အော် အော်ရင်အဲ့မှာအော်လုံးမကအောင်နာလုံးမကနာတော့သွေးတွေထွက်လွန်ပြီးနှောရီအမသေသွားသေတဲ့သူကမိမအဲ့နဲ့ချွတ်ချော်လန့်လန့်နဲ့ဘောအဲ့ဒီနှောရှာကြီးကိုချက်ရတယ်ချက်ပြီးတော့ချက်လဲချက်ကောအဲ့ဒါကိုလာထမင်းပကံလာရှာကဲတော့မဆာတော်တော်ရက်ဆက်တဲ့လူသူများအသက်ကိုနော်ဟိုအရှင်လက်လက်နေစကားမများနဲ့အဲ့နေနှောနေမှာနေသေချင်းလို့လာနေစကားမများနဲ့မလုပ်ပါနဲ့ကျမတော့မလုပ်ပါနဲ့မေးမလုပ်နေစကားတက်တယ်နေစကားမများနဲ့အဲ့နဲ့သူဘာလို့ဆိုအဲ့နှောကြီးကနှောရှာတော့အပူကြီးလေခုမှချက်ပြီးခါစား ်သူကဒေါသလည်းထွက်နေတယ်ဘိုက်ကလည်းတအားစာနေတယ်အသားစာလည်းတအားကျူးတဲ့ခါကျတော့အဲ့နွားချာကြီးအပူလိုက်လိုက်ယူတဲ့ခါတော့ကင်ပြီးတော့ဆွဲစားထဲရာစာအဲ့လိုနွားချာကြီးကိုအဲ့လိုကိုက်လိုက်တာနဲ့တပြိုင်တည်းဘာဖြစ်သွားလဲဆိုတော့အဲ့နွားချာဝါတော့မဲရှိသေးတယ်သူ့ရဲ့ရှာကြီးအတောင်လိုက်ထွက်ကြပါဘာဟောတခါတော့အဲ့အရှင်လက်လက်ကြီးနော်သူလည်းနွားကိုသူဘယ်လိုလုပ်လဲအရှင်လက်လက်ရှာဖြတ်တာနော်အဲ့လိုရှာဖြတ်တဲ့အတွက်ချက်ချင်းလငယ်မဲခါရဲသူ့ရဲ့ရှာကြီးအတောက်လိုက်ကြီးထွက်ကြတော့ ဟောအဲ့တော့မှအော်တာဝူးနဲ့အော်တာအာသွေးတွေရှာတဲ့ပါဇက်တွေကသွေးတွေထွက်ရှာအရင်ကသွေးတွေကဒလဟောထွက်အဲ့တော့မှခါလူလိုက်ပြီးတော့ခုံပေါက်ဂျုံတွေထိုးအိမ်မော်မန်တွေတော့အောက်ကိုခုံချအောင်မှဂျုံတွေတော့မခံနိုင်ဘူးလေနော်အဲ့လိုပဲလူတွေကသူများကိုလှုပ်ရင်တာရဲဆက်ဆက်သူတို့ပြန်ခံပြန်ခံရရင်တအားကြောက်တာမကန်စားနိုင်ဘူးနော်သူများကိုရဲဆက်ဆက်ညှင်းဆဲတယ်လို့တတ်ဖြတ်တယ်လူတွေအဲ့လိုပဲသူတို့မကြောက်လို့မုန်းလို့ကြောက်တယ်သူတို့အလှဲ့ကြအဲ့လိုတအားကြောက်တာ အဲ့တော့မသူမိမအောင်မလေးလောက်ကြပါအောင်လောက်ကြပါအောင်ဟာကျမယောက်ျားအရှင်လက်လက်ကြီးနွားလိုအော်နေရပြီအဲ့လိုနွားကြီးလိုအော်တာသူ့အတန်နွားတန်ထွက်နေဩော်နဲ့ရှာထွက်ရှာပြတ်သွားပြီဆိုလူတန်မထွက်တော့ဘူးအဲ့လိုနဲ့ခါလူလိမ့်သေးတယ်မှာလူလိမ့်ဖုံနေမှာလူလိမ့်လူတွေလည်းပြေးလာကြည့်တာဘာမှတတ်နိုင်ဘူးနော်သူရှာပြတ်ပြီးသွေးတွေထွက်နေဘာတတ်နိုင်ဘလူးမှမကူတတ်ဘူးအဲ့လိုနဲ့ကြည်နေရင်းနဲ့ပဲဒီခါတော့အော်ဟေးပြီးတော့နွားကိုအရှင်လက်လက်ရှာဖြတ်ပြီးတော့တတ်တယ်လူကသူ့ကိုယ်တိုင်အဲ့ရှာပြတ်ပြီးတော့အဲ့လိုပဲသေခဲ့ရတယ်တဲ့ အသက်တိုမသွားဘူးလားမသွားပါဘူးကြောက်ရှံမကောင်းဘူးလားမကောင်းပါဘူးခင်ဗျအေးအဲ့ဒါကြောင့်ကိုရင်တို့သူများအသက်ကိုတတ်မှာလားမတတ်ဘူးလားမတတ်ပါဘူးခင်ဗျအေးသူများအသက်တတ်သည့်တွေ့အသက်ကိုမှာတိုးပြောကြည့်ပါဦးသူများအသက်ဒီတွေ့အသက်ကိုမှာတိုးလောက်ချီလေးစာဆိုရင်လောက်ချီလေးပြန်ဆိုသူများအသက် ဒါကကိုရင်တော့အသက်ရှည်တာကြိုက်ရင် သူများကိုအသက်တူအောင်မလုပ်နဲ့အဲ့တော့သူများကိုအသက်တူအောင်လုပ်ကိုဘာဖြစ်မှာလဲအဲအသက်တူမယ်နောက်တစ်ခုကလေအဲ့လိုငကလေးတွေတရိတ်ဆန်လေးတွေဗာလေးတွေတတ်ပြီဆိုလို့ရှိရင်လောကမှာတန်သေးတစားကလွဲရင်နော်ဘုန်းတော်ဩဘပါတိကလွဲရင်ဒါပါအဲ့ဒါဒီကိုရင်တို့နားမလဲဘူးနော်ကိုရင်တို့နားလေတာဘယ်လိုမှတ်မလဲဆိုတော့တတ္တဝါတိုင်းမှာအဖေရှိတယ်တတ္တဝါတိုင်းမှာဘာဖြစ်လဲအဖေရှိပါဗျာနော်တတ္တဝါတိုင်းမှာ အမေရှိတယ်တတဝါတိုင်းမှာအမေရှိပါတယ်ဗျာအဲ့တော့ကိုင်းတို့ကတတဝါတကောင်ကိုတတ်လိုက်မယ်ပေါ့ဥမာဆိုပါစို့ကြွက်ကလေးတကောင်ကိုတတ်လိုက်မယ်နော်ငှက်ကလေးတကောင်ကိုတတ်လိုက်မယ်ဆိုလို့ရှိရင်ကိုင်းတို့တတ်လိုက်တဲ့ငှက်ကလေးကအမေဖြစ်နေဒါဆိုလို့ရှိရင်သူသားလေးဒုက္ခမရဘူးလားဟုတ်ပါဘူးဗျာအေးအဲ့ဒါအဖေတကွဲအမေတကွဲနဲ့ပြန်ဒုက္ခရောက်တတ်တယ်နော်ဒါမှမဟုတ်ရင်ကိုင်းတို့တတ်လိုက်တဲ့ငှက်ကလေးဟာသူများရဲ့သားလေးဆိုဘယ်လိုနေမလဲအဲ့ဒါသူ့အမေရဲ့စိတ်မညစ်ရဘူးလားမညစ်ပါဘူးဗျာဝမ်းမနေရဘူးလား အာသူသားလေးအချိန်တန်ပြန်မလာဘူးဆိုအငှက်တိုက်တည်းမှာသူမျောနေမှာပေါ့တနာစရာမကောင်းဘူးလားမှန်ပါဗျာအေးဒါကြောင့်ကိုဝမ်းမနေချင်သူများကိုဝမ်းနေအောင်မလုပ်နဲ့ကိုမိသားစုမပြိုကွဲချင်သူများမိသားစုကိုပြိုကွဲအောင်မလုပ်နဲ့အဲ့တော့မိတကွဲဖာတကွဲဖြစ်အောင်မလုပ်ရဘူးနော်အေးငှက်ကလေးလည်းမတက်အောင်ဘာကောင်းမှမတက်အောင်မှတ်ထားနော်ကဲဟုတ်ပြီအဲ့ဒါပါဏာတိပါတာအဲ့ဒါပါပါလေး